ကျွန်တော်တို့ရက်ရွာအခြေအနေမှာပေါ့နော်ရက်ရွာလူထုမှာကျွန်တော်တို့ဘေးဖြစ်နိုင်ခြေစမ်းစစ်တဲ့အခါမှာကျွန်တော်တို့ကဒီဘေးအနေရစမ်းစစ်ဖို့အတွက်ကို PR ရဲ့ကျူးစီကိုတုံးကြရတယ်။တုံးကြတဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘယ်အကြောင်းအရာတွေကိုအဓိကစမ်းစစ်လဲဆိုတော့အဲ့ဒီဒေတာမှာဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေဒီလိုရှင်သူတို့မှာရှိတဲ့ထိခိုက်လွယ်မှုအခြေအနေမျိုးတွေနောက်တစ်ခုကသူတို့မှာဘလို့စွမ်းဆောင်ရည်တွေရှိနေလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့အဓိကစမ်းစစ်ကြရတယ်ပေါ့နော်ဆိုတော့ စမ်းစစ်တဲ့အခါမှာ tools တွေကိုကျွန်တော်တို့သုံးကြတယ်များသောအားဖြင့်ပေါ့ဆိုတော့အမှရည်ရွယ်ချက်ရှိတယ်ကျွန်တော်တို့ tools တွေကိုသုံးနိုင်သုံးနိုင်ပါပေါ့ဆိုတော့ရင်းရွာလူတို့ပူပေါင်းပါဝင်တာဟိုအတွက်ကိုဒီနီလန်းတွေကိုကျွန်တော်တို့ကသုံးရတယ်သုံးမှသူတို့ရှိရအတန်လေးသူတို့ရဲ့ခမြင်ချက်တွေသူတို့ရဲ့သူတို့ data အပေါ်မှာဘာတွေဖြစ်နိုင်လဲဆိုတဲ့ energy တွေကိုကျွန်တော်တို့သိရတယ်ဆိုတော့ဗဇက်နဲ့မေးလိုက်လို့မရဘူးလားဆိုတော့ရတယ်တယောက်တည်းအတန် တူတဲ့အတန်မျိုးတွေဖြစ်နေတာမျိုးမဟုတ်အောင်ကျွန်တော်တို့ကဒီစာစစ်ချက်တွေကိုကျွန်တော်တို့လုပ်ဖို့အတွက်ကိုဒီ2စီကိုတုံးနေပါတော့ဆိုတော့ဘာတွေအဓိကပေါ်ထုတ်လဲဆိုတော့သူတို့ data မှာဖြစ်နိုင်တဲ့အန္တရာယ်တွေထိခိုက်လွယ်မှုတွေသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုပေါ်ထုတ်တယ်ပေါ်ထုတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ပေါ်ထုတ်ရရှိတဲ့အချက်တွေပေါ်အခြေခံပြီးတော့မှကျွန်တော်တို့ကဘာလုပ်ကြလဲဆိုတော့သူတို့ data မှာဘေးရနေရော့ပါရေးအစီအမံတွေကိုကျွန်တော်တို့ကရေးဆွဲပြီးတော့အကောင့်ထဲပို့ဖို့အတွက်လှုပ်ဆောင်ပေးရတယ်ပေါ့နော် ဆိုတော့အဲ့လိုလှုပ်ဆောင်ပြရတဲ့အခါမှာလဲဒေတာတစ်ခုနဲ့တစ်ခုရဲရွာတစ်ခုနဲ့တစ်ခုကမတူနိုင်ဘူး။ဘာလို့မတူနိုင်ဘူးလဲဆိုတော့ ARI တိုင်းတစ်ခုထဲမှာပဲတချို့တွေကဆူနာမီကိုကြိုတင်ပြင်ဆင်နေတာမျိုးရှိတယ်။တချို့တွေကလေရင်းကိုပိုကြိုပြီးတော့ပြင်ဆင်နေတာမျိုးရှိတယ်။တချို့တွေကရေကြီးရောင်ကိုကြိုတင်ပြင်ဆင်နေတာမျိုးရှိတယ်။ဒီလိုအချက်တွေကိုပဲပြနိုင်တယ်။ဆိုတော့နောက်တစ်ခုကတော့ ARI တိုင်းဒေတာတစ်ခုထဲမှာပဲဘေကျင်းကရွာပဲ ဒါပေမဲ့လို့သူတို့ရဲ့စွမ်းဆောင်ရည်မထူနိုင်တာမျိုးတွေရှိတယ်။နောက်တစ်ခုကတော့ရွာရဲ့စီလုံးညင်ညွတ်မှုရွာမှာရှိနေတဲ့အဖွဲစည်းတွေကဘယ်လောက်ထိအားကောင်းလဲဆိုတဲ့ဟာမျိုးတွေကိုလည်းကျွန်တော်တို့အထက်တန်းစဉ်းစားပြီးတော့တွက်ချက်ကြတာမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့ဘယ်လိုဒီပဲကျွန်တော်တို့ကအကောင်းဆုံးပြင်ဆင်တာပြင်ဆင်တာမတူနိုင်တဲ့နောက်ခံအခြေအနေတွေနောက်ခံအကြောင်းတရားတွေတရွာကကိုင်းမြေပေါ်မှာရှိနေတဲ့နောက်တရွာနည်းနည်းလေးကုန်းနေနေတာမျိုးတွေဒါမျိုးတွေပေါ့ ဆိုတော့တဘာပေးထားတဲ့အရင်မြစ်တွေကိုမူတည်ပြီးတော့ပြင်ဆင်ရတဲ့ပုံစံတွေကလည်းကွဲသွားနိုင်တယ်လို့မျိုးအဲရွာရဲ့စီလုံးကြီးတွေပေါ်မူတည်ပြီးတော့လည်းကျွန်တော်တို့ကဘာတွေကွာသွားလဲဆိုတော့ကျူတင်ပြင်ဆင်ရေးအစီအစဉ်တွေကလည်းန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 ည်းကွာသွားတာမျိုးတွေရှိတယ်။ဆိုတော့တရားမှုတွေကလည်းနောက်ပိုင်းမှာမတူတာမျိုးတွေကြုံရတတ်တယ်။ဆိုတော့ကျွန်တော်တို့ကဘေးရနေရေကို short ချတော့မယ်ဆိုလို့ရှိရင်ရွာအခြေပြုလုပ်တော့မယ်ဆိုလို့ရှိရင်ဒီ5ဆင့်ကိုကျွန်တော်တို့မဖြစ်မနေဖြတ်ကြတယ်။ အဲ့ဒါဘာလဲဆိုတော့ရွရွရွေးချယ်ရတယ်ဘလို့အခြေအနေမျိုးတွေမှာကျွန်တော်တို့ရွရွရွေးချယ်လဲဆိုတော့ဘေးရနေဖြစ်ပွားမှုများနိုင်လားပေါ့ဘယ်လောက်ထိအန္တရာယ်တက်ရောက်မှုများနိုင်လဲဒီလိုရွာတွေကိုကျွန်တော်တို့ရွေးချယ်တယ်သွားလာလဲလွယ်ကူရမယ်ကျွန်တော်တို့ဝန်ထမ်းတွေကသွားပြီးတော့ညာရင်ညနေတက်တက်တောင်းတက်တောင်းတက်တာနဲ့သွားပြီးတော့လှုပ်လို့ရတဲ့ရွာမျိုးလည်းဖြစ်ကြမယ်အန္တရာယ်ကတော့အများများတယ်နှစ်ညရဲ့၃ညလောက်သွားပြီးတော့မှရွာကိုရောက်တယ် ်ရွာမှာသွားပြီးတော့ညာအိတ်ဖို့လည်းအဆင်မပြေဘူးဆိုတဲ့ရွာမျိုးတွေကိုရွေးလို့မရအောင်။ဘာဖြစ်လို့လဲဆိုတော့ဝန်ထမ်းတွေရဲ့ဒါမှမဟုတ်လို့ရှင်သွားပြီးတော့လှုပ်ဆောင်ပေးမဲ့အဖွဲ့တွေရဲ့အဲအန်ရီကိုလည်းထည့်သွင်းစဉ်းစားရတယ်ပေါ့။ဆိုတော့ဒါမျိုးတွေအချက်တွေကိုမူတည်ပြီးတော့ criteria ချပြီးတော့ရွေးချယ်ကြတယ်ပေါ့နော်။တော့ပြီးပြီဆိုလို့ရှင်ကျွန်တော်တို့ကရဲရွာလူလူနဲ့ရင်းနှီးမှုတည်ဆောက်တယ်။သူတို့ data မှာ blue energy တွေဖြစ်နိုင်တယ် blue မျိုးနဲ့အဓိကတွေ့ဆုံရမယ်ဒါမျိုးတွေကိုကျွန်တော်တို့ကတွက်ချက်ပြီးတော့အဲရွာရွာလူလူနဲ့ကျွန်တော်တို့ကရင်းနှီးမှုတည်ဆောက်တယ်။ သူတို့နဲ့ကျွန်တော်တို့ကအဲဖြင်းဖြင်းရင်းနှီးမှုရလာအောင်လုပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမှပဲကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့ rub bobbin ပေါ့အဲ့လိုမျိုးဖြစ်လာမှသူတို့ရဲ့ရင်ထဲကသူတို့ရဲ့အခြေအနေတွေကိုဖွင့်ပြောလာမှာသူတို့ရဲ့တကယ်ကြုံနေရတဲ့အခက်အခဲတွေကိုရှင်းဖွင့်လာမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးရင်းနှီးမှုတည်ဆောက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကကော်မတီတွေဖွဲ့ကြရတယ်ကျွန်မ VDMC ကော်မတီဆိုပြီးကျွန်တော်ကဖွင့်လိုက်ကြတယ်အဲ့မှာကော်မတီရဲ့တာဝန်ဝတ္တရားတွေနဲ့လှုပ်ဆောင်ရမယ့် responsibility ရော responsibility ကိုဆွေးနွေးကြတယ်။ EV ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီရွာမှာ inclusive community risk assessment ပေါ့နော်ကျွန်တော်ရှိရပြောသွားတဲ့ assessment ကိုကျွန်တော်တို့ရွာမှာထိုင်ပြီးတော့ဆွေးကြတယ်။သူတို့ရှိရနောက်ဆုံး action plan ထွက်လာတဲ့အထိပေါ့နော်ဒီရက်နေ့စီမံခန့်ခွဲအစီအစဉ်တွေထွက်လာတဲ့အထိကျွန်တော်တို့ကဆွဲတယ်။ဆွဲပြီဆိုလို့ရှိရင်အဲ့ဒါတွေကိုကျွန်တော်တို့ account ထဲပေါ်ဆောင်ရွက်တယ်။ဆိုတော့အဲ့မှာ trade တွေပါမယ်။အဲ့တော့ဘယ်နေရာတွေကတော့ရေလွှမ်းမှုနိုင်တယ်အဲ့နေရာတွေကို မေးဖို့မလားရည်လွယ်မှုမှုနည်းသွားအောင်ကျွန်တော်တို့တာတမန်တွေလုပ်မလားဘာမို့လို့ရှင်အဲ့နေရာမှာနေထိုင်တဲ့လူတွေကိုရှေ့ပြောင်းမလားဒါမျိုးတွေပေါ့အဲ့တော့တံတားတွေဆိုလို့ရှင်ကျွန်တော်တို့ပြန်ပြီးတော့အမြင့်ပြန်ဆောင်မလားအချို့နေရာတွေမှာဆိုလို့ရှင်လမ်းကျင်းတွေလည်းလမ်းတွေကိုကျွန်တော်တို့ဘေးရနေတခုခုကြုံတယ်ဆိုလို့ရှင်ရဲရွာလူတို့ကစုပြီးတော့ရွှေ့ကြတယ်ပြောင်းကြတယ်ပေါ့အဲ့နေရာလမ်းကျင်းနေတယ်ကျွန်တော်တို့အတွက်အဲ့နေရာကဘေးရနေမတိုင်ခင် risk အများဆုံးနေတာဆိုတော့အဲ့နေရာကိုကျွန်တော်တို့ကလူတွေအများကြီးဖြတ်ပြေးတယ်ချော်လဲတယ်ထိခိုက်တယ်ဒါမျိုးတွေမဖြစ်အောင်လို့လမ်းအောင်ချဲ့မလားတချို့တံတားတွေဆိုလို့ရှိရင်တယောက်ချင်းပြတ်နေရင်ပြဿနာမရှိဘူးဒါပေမဲ့ဘေးရနေရဖြစ်နေတဲ့အချိန်မှာစုပြီးသားဖြတ်လိုက်လို့ရှိရင်တံတားကျိုးကျနိုင်တယ်ဒါမျိုးတွေကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားအကောင့်ထည့်ပွားတာမျိုးတွေရှိတယ်ဆိုတော့ဘေးရနေရမတိုင်ခင် risk တွေနဲ့ဘေးရနေရဖြစ်ပြီးနောက် risk တွေကိုမှထည့်သွင်းစဉ်းစားပြီးတော့စောင့်အကောင့်ထည့်ပွားဆောင်ရွက်ရမျိုးပေါ့နော်ဆိုတော့နောက်ဆုံးတစ်ခုကတော့စောင့်ကြည့်လေ့လာခြင်းနဲ့အကဲဖြတ်သုံးသပ်ခြင်း ကျွန်တော်တို့လုံလိုက်တဲ့ကျွန်တော်တို့ဆွဲထားတဲ့အစီအစဉ်ကို trade လုပ်တယ် trade မှာကျွန်တော်တို့ကဘယ်လောက်ထိကောင်းသွားလဲဘယ်လောက်ထိဗားရီလိုအပ်ချက်ရှိနေလဲဒါတွေပေါ်ပေါ်တည်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီဟာကိုကျွန်တော်တို့ကပြန်သုံးသပ်ပြီးတော့အကောင်ပိုကောင်းအောင်ရေးဆွဲတာမျိုးဒါအဲ့ဒါလေးလုပ်ကြတာမျိုးရှိရယ်နောက်တစ်ခုကကျတော့စောင့်ကြည့်လေ့လာရဲဆိုတော့ကသူတို့ဆွဲထားတဲ့အစီအစဉ်တွေကိုပုံမှန်အကောင့်ထဲပေါ်ရက်လားဒါတွေကိုကျွန်တော်တို့စောင့်ကြည့်လေ့လာရတာပေါ့နော်ဆိုတော့ ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဆင့်၄ဆင့်ရှိတယ်ပေါ့အစီအစဉ်ရေးဆွဲတဲ့ပြင်ဆင်တဲ့လူလူနဲ့လေးလာဆန်းစစ်မှုတွေလုပ်တယ်ပြီးတော့အချက်အလက်တွေကိုကျွန်တော်တို့ကအဲတုံးသက်ပြီးပေါ့လို့ရှိရင်ဦးစားပေးအဆင့်တွေတတ်မှတ်တယ်ဥမာအဖြစ်ကျွန်တော်တို့ကလမ်းပြင်မှာနဲ့တံတားဆောင်မှာနဲ့ဘေးအပိုးရေးကြည့်တယ်သူတို့တို့အဲ့လိုမျိုးပဲကျွန်တော်တို့ကရွာမှာဘေးအနေနဲ့ရှော့ချရေးနဲ့ပတ်သက်တဲ့အသိပညာဘေးလုပ်ငန်းတွေလုပ်ဖို့နဲ့ခြေကန်တူးဖို့နဲ့ဘေးအပိုးရေးကြည့်တယ်ဒါမျိုးတွေကိုကျွန်တော်တို့က အဆင့်နေတတ်ဘက်ကလည်းဦးစားပေးဘေးဟာဦးစားပေးလုပ်မယ်ဘေးဟာတော့အရေးပေါ်အရေးကြီးဆိုတဲ့ဟာမျိုးတွေနဲ့ကျွန်တော်တို့ကခွဲခြားရတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဟို map တွေဆွဲပြီးတော့အဲ့ဒီမှာကျွန်တော်တို့ကလုပ်ငန်းအစီအစဉ်တွေပြန်ဆွဲရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ရသောအပြင်ကျွန်တော်တို့က PI 2ဦးစီဆိုလို့ရှိရင်ဒီခုနှစ်ခုကိုသုံးပါတယ်ရေရနဲ့တမိုင်းချောင်းများမြေပုံရတိပြင်များပြက်ကလေးလူမျိုးရေးပြမြေပေါ်အနေရပြမြေပေါ်ထိခိုက်လည်မှုပြမြေပေါ်နောက်တစ်ခုကတော့အရင်မြေပြမြေပေါ်ပေါ့ ဆိုတော့ဘေးရနေတဲ့တမန်ကျောင်းဆိုလို့ရှင်ကျွန်တော်တို့ကသူတို့ရဲ့အနေရဲ့မျိုးစားတွေကိုသိနိုင်တယ်သူတို့မှာရှိတဲ့စွမ်းဆောင်ရည်တွေဘာတွေထိခိုက်သွားလဲဆိုတာတွေကိုသိနိုင်တယ်ဆိုတော့ရာသီကမြပြက်ကရင်ဆိုလို့ရှင်လည်းသူတို့မှာရှိနေတဲ့လာအလိုက်ဖြစ်နိုင်တဲ့အနေရည်ကြီးရာသီအလိုက်ဖြစ်နိုင်တဲ့ဘေးအနေရည်ကြီးနောက်တစ်ခုကကျတော့သူတို့ရဲ့ဒေတာမှာရှိနေတဲ့အဲရာသီအလိုက်ဝင်ငွေတွေကျွန်တော်တို့ကသိရမယ်ဆိုတော့လူငွေပြမြေပုံအနေရည်ပြမြေပုံနဲ့ထိခိုက်လို့မှုပါမြေပုံဆိုလို့ရှင်လည်းကျွန်တော်တို့ကဘာတွေသိရမလဲဆိုတော့သူတို့မှာရှိနေတဲ့ လူမှုရေးပြဿနာတွေဒေတာတစ်ခုမှရှိနေတဲ့မတူညီတဲ့လူတွေစုပေါင်းနေထိုင်တဲ့ပုံစံမျိုးတွေ NAR ပြဆိုလို့ရှိရင် NAR တွေကိုကျွန်တော်တို့တွေ့ရမယ်ဘလို့ NAR တွေဖြစ်နိုင်တယ်ဘယ်နေရာတွေကဖြစ်နိုင်တယ်ဘယ်အပိုင်းမှာရှိတဲ့လူတွေကဖြစ်နိုင်တယ်ဘလို့လူမျိုးတွေကတော့ NAR ပုံများတယ်အထူးကြိုက်လည်းမှုပြမျိုးမှလည်းတူတူပဲပေါ့ကျွန်တော်မျိုးပုံတစ်ခုကိုကြည့်လိုက်တာနဲ့ မြစ်ပြင်မှာရှိတဲ့လူတွေကရေကြီးမှုထံအောင်ခံရနိုင်တယ်။လေဝင်းထဲမှာရှိတဲ့လူတွေကရေမြုပ်နိုင်တယ်။အတာမျိုးတွေပေါ့။အဲ့တော့ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းသိရမယ်။အန္တရာယ်တွေရောထိခိုက်နိုင်တဲ့လူတွေရောပေါ့နော်။ဆိုတော့အရင်မြစ်ပြမြေပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကသတို့ဒေတာမှာရှိနေတဲ့အရင်မြစ်တွေတဘောကပြထားတဲ့အရင်မြစ်တွေသတို့မှာရှိနေတဲ့အဲပိုင်ဆိုင်ပစ္စည်းတွေကျွန်တော်တို့သိရမယ်ပေါ့။ဆိုတော့ရွေးချယ်သွားလာမှုပြမြေပေါ်အဲ့ကောင်ကတော့ကျွန်တော်တို့က mobility map လို့ပြောရတယ်။ mobility map မှာဆိုလို့ရှိရင်ကျွန်တော်တို့က ဆိုတော့ mobility map မှာဆိုလို့ရှိရင်တို့ရဲ့ service တွေကိုကျွန်တော်တို့ကောင်းကောင်းသိရမယ်။ဘယ်ရွာမှာတော့ဆေးရုံရှိတယ်၊ဆေးခန်းရှိတယ်၊ဘယ်မြို့မှာတော့ကျွန်တော်တို့ကျန်းမာရေးဌာနရှိတယ်၊ဘယ်ဟိုသွားမယ်ဆိုလို့ရှိရင်တော့စာတင်ကျောင်းထပ်တန်းကျောင်းရှိတယ်ဒါမျိုးတွေပေါ့နော်။အဲဘယ်လောက်အချိန်မလောက်သွားရမလဲ။ခု data ကနေသွားပြီးတော့ service ကိုယူနေတာလား။ခု data ကိုတခြားရွာလူတွေကလာပြီး service ကိုယူနေတာလားဒါမျိုးတွေကိုကျွန်တော်တို့ကောင်းကောင်းသိရမယ်။ဆိုတော့အဖွဲ့အစည်းများဆက်စပ်မှုပြမြေပုံ Venn diagram မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့က အာဘာတိရမလဲဆိုတော့အဲ့ဒေတာမှာရှိနေတဲ့အခွဲစည်းတွေရဲ့ဘေးရနေရဲ့ပေါ်ကျိုးပြုတ်မှုနဲ့ဩဇာတရားမှုလို့ကျွန်တော်တို့မြင်ရမယ်ဆိုတော့အတမူဝန်ကြောင်းပြဇေယျမှာဆိုလို့ရှင်တော့ကျွန်တော်တို့ဒိဋ္ဌိတာမှာရှိနေတဲ့အတမူဝန်ကြောင်းလုပ်ငန်းတွေနဲ့ဘေးရနေတခုဖြစ်လာပြီဆိုလို့ရှင်အဲ့ဒီအတမူဝန်ကြောင်းနဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့ပစ္စည်းတွေကဘယ်လောက်ထိအကျိုးပြုမှုရှိလဲထိခိုက်မှုဘယ်လိုတွေဖြစ်နိုင်လဲဆိုတာတွေကိုကျွန်တော်တို့သိရမှာပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ခွဲခြမ်းစိတ်ပြာမှာတုံးတဲ့ဂျိုးချေပေါ့ ဆိုတော့အဲ့အရာတွေပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအန်ရယ်နဲ့ပြဿနာတွေကိုအဆင့်ခွဲကြတယ်ပြီးပါပြဿနာသစ်ပင်ဆွဲတယ်ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘေးလျှော့ကြရဲ့အစီအမံတွေရေးဆွဲတယ်ဆော့ဆော့ကအဲဘေးရဲ့နေပြဿနာသစ်ပင်ရဲ့အောက်ကထွက်လာတဲ့အမြင့်တွေကိုကျွန်တော်တို့ကအဲ objective ပြောင်းလိုက်တယ်ပေါ့ objective tree ပေါ့နော်ဆိုတော့ပြဿနာတွေကိုပြောင်းပြန်လှန်လိုက်လို့ရှိရင်ကျွန်တော်တို့ကလုပ်ငန်းအစီအစဉ်တွေထွက်လာမယ်ပေါ့နော် လုပ်ငန်းအစီအစဉ်တွေကိုကျွန်တော်တို့ကပြန်အစီအစဉ်တွေဆွဲမယ်ဘယ်အချိန်လုပ်မယ်ဘယ်လိုပုံစံနဲ့လုပ်မယ်ဘယ်သူတွေကတာဝန်ယူပြီးလုပ်မယ်ဝေဂျီဘလောက်ကုန်မယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ map တွေပေါ်အခြေခံပြီးတော့ရွှေပြောင်းရေးပြမြေကိုရေးဆွဲမယ်ရွှေပြောင်းရေးအစီအစဉ်တွေရေးဆွဲမယ်ကော်မတီရဲ့လုပ်ငန်းအစီအစဉ်တွေကျွန်တော်တို့ကရေးဆွဲကြမယ်ပေါ့ဒါကကျွန်တော်ဘေးရှောက်ချာရေးလုပ်ငန်းအစီအစဉ်တွေတစ်ခုလုံးကိုကျွန်တော်အချင်းချုပ်ပြောရတာပေါ့နော်ဒါကတော့ကျွန်တော်တို့တမိုင်းကြောင်းမြမြေပေါ့ဘီရင်းနဲ့တမိုင်းကြောင်းမြမြေပေါ့ဆိုတော့ ဘယ်အချိန်တုန်းကလဲအာကြဖာတောင်းရဖြစ်ခဲ့ရလဲဘယ်အချိန်ရဖြစ်ခဲ့ရလဲလူဘလောက်တည်သွားလဲဘယ်နေရာတွေထိခိုက်သွားလဲပစ္စည်းဥစ္စာဘလောက်တွေဆုံးရှုံးသွားလဲနောက်ဆက်တွဲဆိုးကျိုးတွေကဘာတွေရှိခဲ့လဲဘလို့တုံ့ပြန်ဖြေရှင်းခဲ့လဲဒါတွေအကုန်လုံးကျွန်တော်တို့သိရမယ်ပေါ့နော်ဆိုတော့ဒါကတော့ရာသီဘွေများပြက်ကလေးကျွန်တော်တို့အန်နီယေတွေဘာတွေဖြစ်ခဲ့လဲဖြစ်ဖြစ်နိုင်လဲဘယ်လတွေမှာဖြစ်နိုင်လဲဧပြီမှာဆိုဘာဖြစ်နိုင်တာလဲရေကြီးတာဘယ်လမှာဖြစ်နိုင်တာလဲဘုံတိုင်းဆိုဘယ်လမှာဖြစ်နိုင်တာလဲ ါတွေကိုကျွန်တော်တို့သိရမယ်ဆိုတော့တို့ရဲ့ကျမ်းမာရေးအခြေအနေစိုက်ပျိုးရေးအခြေအနေဝင်ငွေအခြေအနေတွေကိုကျွန်တော်တို့သိရမယ်ဆိုတော့ဘာလဲဆိုတော့တို့ရဲ့ဝင်ငွေအ ਨੇ ဆုံးလာမှာမုံတိုင်းဖြစ်ရင်ဘာဖြစ်နိုင်လဲတို့ရဲ့ဝင်ငွေအများဆုံးလာမှာရေကြီးရဲဆိုရင်ဘာဖြစ်နိုင်လဲဆိုတော့တို့ရဲ့စဘာပေါ်တဲ့အခြေအမှာမိုးရွာမယ်ဆိုဘာဖြစ်နိုင်လဲဒါမျိုးတွေကိုကျွန်တော်တို့ကတွက်ချက်ပြီးတော့ကျွန်တော်တို့တူတင်ပြင်ဆင်လို့ရအောင်လို့ဒီဟာတွေကိုကျွန်တော်တို့ဆွဲကြတာပေါ့နော် ဒါကတော့လူမှုရေးပြမည်ပေါ့ဆိုတော့အိမ်မျိုးစားတွေကိုသိရမယ်စာတင်ကြောင်းရှိလားမရှိဘူးလားမြစ်ဘေးမှာစောက်ထားရလားကမ်းဘေးမှာစောက်ထားရလားတောင်ပေါ်မှာစောက်ထားရလားလေပွင့်ထဲမှာတည်ထားရလားဒါတွေကျွန်တော်တို့သိရမယ်ပေါ့နော်လူမှုရေးပြမည်ပေါ့အခါသလို့ရှိရင်ကျွန်တော်တို့ကလူမျိုးစုမတူတဲ့လူတွေပေါင်းနေတယ်ဆိုလို့ရှိရင်ဘယ်အပိုင်းမှာဘယ်လိုလူမျိုးတွေနေတယ်ဆိုတာအဆောက်ခွဲခြားပြခိုင်းနေပေါ့နော်တော်ပတန်စွမ်းအိမ်တွေကဘယ်နှမှာရှိကြလဲလူမျိုးမတူတဲ့လူနယ်စုတွေကပမာဏကြီးကလဲတောင်မျိုးတွေပေါ့ ဆိုတော့နောက်တစ်ခုကကျတော့စွမ်းဆောင်ရည်ပြဒါလည်းလူမှုရေးပြပဲပေါ့နော်စောစောပုံနဲ့ကျွန်တော်မမြင်ရမှာဆိုတော့နောက်ခုပြထားတာပေါ့နော်ဆိုတော့အရင်မြစ်ပြမြေပေါ့ဒီမှာတော့ကျွန်တော်တို့ကအိမ်တွေမပါတော့ဘူးအိမ်ဒေသမှာရှိနေတဲ့အရင်မြစ်တွေယူပဲကျွန်တော်တို့ပြထားတာတောင်ကုန်းနေရေတွင်းနေစာတင်ချောင်းနေဘေးရန်နေပိုလုံရအစာဦးတွေကဓာတ်တွေပေါ့နော်အဲပိုရင်းချောင်းပိုလုံရနေရလမ်းမျိုးဘယ်လိုသွားနိုင်လဲဒါမျိုးတွေပေါ့နော် ဆိုတော့ဒါကတော့ကျွန်တော်တို့အဖွဲ့အစည်းများဆက်စပ်မှုပြမြေပေါ့ဆိုတော့အကြီးအသေးကဩဇာလွှမ်းမိုးမှုကိုပြပါတယ်အနည်းအဝေးကကျတော့ကျွန်တော်တို့အကျိုးပြုမှုကိုပြတယ်ဆိုတော့ဒီဟာကကျွန်တော်တို့ကဘယ်ဟာနဲ့ပတ်သက်ပြီးတော့သုံးသပ်တာလဲဆိုတော့မူတည်ရယ်ဘေးရနေပတ်သက်ထားရဲဆိုလို့ရှိရင်ဘေးရနေနဲ့ပတ်သက်တဲ့ဖွဲ့တွေကကြီးနေမယ်အကျိုးပြုမှုကလည်းနီးနေမယ်နီးနေမှာရှိတယ်အဲ့တော့အဲ့လိုမှမဟုတ်ဘဲနဲ့စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့သုံးသက်တယ်ဆိုပုံစံတစ်မျိုးဖြစ်သွားမယ်။ဒါကတော့ကျွန်တော်တို့ကဘေးရနဲ့ အကျိုးပြုမှုပတ်သက်ပြီးတော့ကျွန်တော်ကဆွေးထားတာပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်မို့လို့ဒီမှာရှိနေတဲ့အဖွဲ့တော်တော်များများ basic man committee ကနေနေတယ်ပေါ့အဲ့တော့ paradigm အဖွဲ့ကအပြင်ရအောင်ရအောင်ပဲကာလာသားအဖွဲ့တွေကအထက်ရအောင်ရအောင်ပြုံးမှုတွေပေါ့နော်ဆိုတော့ဒါအကြီးအသေးနဲ့အနည်းဝေးကကျတော့ဥပဆောင်လက်မှုမှုနဲ့အကျိုးပြုမှုအဓိကပြင်ချင်တာပေါ့နော်အဲ့တော့ဒါကကျတော့ကျွန်တော်တို့ရွေးချယ်ကောက်လောက်မှုနဲ့အခွင့်အလမ်းပြမြင်ပေါ့ဆိုတော့ကိုယ့်ရဲ့ service တွေပင်မှာရနိုင်အဲ့ဒီတခုခုဖြစ်ရင်ကိုယ့်ရွာမှာ cyclone shutter ရှိလားမရှိရင်ဘယ်ရွာကိုသွားရမလဲဘယ်နှမိနစ်ကြာမလဲကိုရွာနေပြီးတော့ဘေးရနေတခုခုဖြစ်လို့ထိခိုက်မှုတခုခုရှိလို့ဈေးုံပို့ရမယ်ဆိုရင်ဘယ်နှမိနစ်ကြာမလဲဒါမျိုးတွေကိုကျွန်တော်တို့အတိအကျသိချင်လို့ဒီမြေပေါ်ကျွန်တော်တို့ဆွဲတယ်ဆိုတော့ service ကိုကိုဝါယူမလားကိုအုပ်ရှိရလာယူမလားဆိုတဲ့ဟာတွေကိုကျွန်တော်တို့သိချင်တာပေါ့နော်တခါကြလို့ရှင်ဘေးရနေဖြစ်နေတဲ့အချိန်မှာခုရွာကလေးတွေကစာတင်ကြောင်းခုရွာမှာမရှိဘူးတခြားရွာသွားတက်နေရတယ်ဆိုလို့ရှင် ကျွန်တော်တို့ကဘယ်ရွာကိုရောက်နေလဲဘယ်နှမိကြသွားရလဲညဘက်ကောသွားလို့ရလားချိန်မီသွားလို့ရလားဘယ်လို security risk မျိုးတွေရှိလဲအဲမျိုးတွေကိုကျွန်တော်တို့သိချင်တယ်ပေါ့နော်အိရာဖို့အတွက်ပေါ့ဆိုတော့ဒီကောင်ကတော့ကျွန်တော်တို့စစောအရှိမပြောက်သွားတဲ့ခဲမှာပါဘူး core work core work ကကျတော့ကျွန်တော်တို့ကဘာကိုသိချင်တာလဲဆိုတော့အဲ့ data မှာရှိနေတဲ့အမျိုးသားနဲ့အမျိုးသမီးတွေရဲ့အခြေအနေကိုသိချင်တာဘယ်လောက်ထိ quota မှုရှိတယ် မျိုးသမီးတွေကပို့ပြီးတော့ vulnerable ဖြစ်နေတာလားအမျိုးသားတွေကပို့ပြီးတော့ vulnerable ဖြစ်နေတာလားကျွန်တော်တို့သိချင်တယ်ဗောနထိခိုက်မှုဖြစ်နေတာလားဆိုတော့သိချင်တယ်ဆိုတော့အဲ့မှာကျွန်တော်တို့အချက်ဆယ်ချက်ကိုမူတည်ပြီးတော့သုံးသပ်ကြတယ်ခေါင်းဆောင်မှုကျွန်တော်တို့မီယာပိုင်ဆိုင်မှုဝင်ွေရှာဖွေနိုင်မှုပညာတက်မြောက်မှုလုံခြုံမှု အများကြီးပဲဗောနဒီဆယ်ချက်ကိုကျွန်တော်တို့ကသုံးသပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီဒေတာမှာရှိနေတဲ့အမျိုးသမီးမျိုးသားခြေနေတွေကိုကျွန်တော်တို့သိချင်လို့เนาะ ဆိုတော့ဒါကတော့ကျွန်တော်တို့ကအတံမွေးဝမ်းကြောင်းပြစီရအတံမွေးဝမ်းကြောင်းပြစီရလို့ပြောတဲ့အတွက်ကြောင့်မလို့အတံမွေးဝမ်းကြောင်းပစ္စည်းတွေကိုကျွန်တော်တို့အဓိကထားတယ်။ဒါကြောင့်အတံမွေးဝမ်းကြောင်းပစ္စည်းမဟုတ်ခဲနဲ့ကျွန်တော်တို့ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အဆောက်အဦခိုးလုံရာတွေကိုလည်းကျွန်တော်တို့ကဟိုထည့်သွင်းထားတယ်ပေါ့နော်။ဆိုတော့ဥမာအားဖြင့်ကုံစုံဆိုင်လိုဟာမျိုးဆိုတော့ဘေးအန္တရာယ်ဖြစ်နေစဉ်မှာကျွန်တော်တို့ကဘာတွေရနိုင်လဲဆိုတော့စာနယ်ဇင်းခါလိုဟာမျိုးတွေကျမကြီးနဲ့ပတ်သက်တဲ့ အဲဆေးဝါးတွေနောက်ပြီးတော့လို့ရှင်ကျွန်တော်တို့စီတွေဓာတ်စီတွေပေါ့နော်ဆိုတော့ဘေးရနေရဖြစ်နေတဲ့အချိန်မှာဒါတွေကကျွန်တော်တို့တအရန်အသုံးဝင်တယ်ဆိုတော့ရေမြုပ်သွားတဲ့ပျက်စီးသွားနိုင်တယ်ဒီလိုအခြေအနေမျိုးတွေမှာဒီကုံစုံဆိုင်ရာအကယ်၍ဒါမရွှေ့ထားဘူးဆိုလို့ရှင်ပေါ့နော်အဲ့တော့ရွာမှာလည်းတည်ကြတယ်ကျွန်တော်တို့ကကုံစုံဆိုင်ရာပုဂ္ဂလိဘပိုင်းဖြစ်နေတဲ့အခါကျတော့ community ကလည်းရွှေ့ပေးမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုမရွှေ့ထားဘူးဆိုလို့ရှင်ပျက်စီးဆုံးရှုံးသွားလို့ရှင်နောက်ဆက်တွဲ ဒီရက်နေပြီးရဲ့အချိန်မှာကျတော့အကုန်လုံးကထိခိုက်မှာသူများရှိရတဲ့သွားဝယ်ရမယ်ဝေးရတဲ့ကုန်ပစ္စည်းတွေသွားပြန်ဝယ်ရမယ်ဆိုလို့ရှိရင်ဓာတ်စီလိုဟာမျိုးကအဲ့လိုအချိန်တို့အရန်ရှားသွားပြီဒါတွေကကျွန်တော်တို့ကမပြည့်စည်သွားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘေးရနဲ့ပြစ်ပစ်ချင်းပြစ်ပြီးတဲ့အခါမှာသုံးဝယ်တယ်အရန်ကလေးတွေတူတူပဲပိုင်ရှင်မှာပဲတာဝန်ရှိတယ်လို့ထင်ကြတယ်ပေါ့နော်ဆိုတော့ဒီလေနဲ့ဆက်မပြတ်သွားဘူးဆိုလို့ရှိရင်ဘေးရနဲ့ပြစ်ပစ်ပြီးချင်းမှာကျွန်တော်တို့ကကုညီကယ်ဆယ်ရေးတွေချက်ချင်းသွားလုပ်လို့ရတယ် ရိုးကနေပစ္စည်းတွေတိုက်တာမျိုးဆိုတော့ဇပကြီးလိုဟာမျိုးစံဇက်လိုဟာမျိုးလည်းတူတူပဲပေါ့ပိုင်ရှင်မှာတာဝန်ရှိရဆိုပေမဲ့လို့ဘေးရနေရနောက်ဆက်တွဲမှာကျွန်တော်တို့အနေနဲ့ဒီဇပစံဇက်ကလေပတ်နေလို့ရတယ်ဆိုလို့ရှိရင်ဝင်ငွေရမယ်ကြွားအတွက်ဆိုတော့ဒီလိုမျိုးဟာတွေကိုကျွန်တော်တို့ကကော်မတီတွေကနေပြီးတော့ဥဆောင်ပြီးတော့ကျွန်တော်တို့ရွှေ့ထားနိုင်တယ်ဆိုလို့ရှိရင်ရွာရဲ့နောက်ဆက်တွဲဖွံ့ဖြိုးတိုးတက်မှုမှာအရန်အထောက်အပံ့ပြုတယ်ဒါမျိုးတွေကိုတည်ထားဖို့ပေါ့နော်ဒီအမြေပုံတွေကိုကျွန်တော်တို့ကဆွဲတယ် ော့လေထုံဇက်လိုဟာမျိုးလည်းအတူတူပဲအဲ့တော့ဘေးရနေဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့စိုက်ပျိုးတွေပြန်လုပ်ချင်တယ်လေထုံဇက်တွေပြတ်သွားပြီအပြင်ကငှားလောက်ကမှဆိုကုန်ကြမ်းစည်တွေအရင်များတယ်ဒါမျိုးတွေပေါ့နော်ဆိုတော့ဒီပစ္စည်းတွေရဲ့အသုံးဝင်ပုံတွေနဲ့ဘယ်သူတွေတာဝန်ရှိလဲဆိုတာကိုကျွန်တော်တို့ကအဓိကသိစေချင်တာအပိုင်ရှင်မှာတော့တာဝန်အရှိဆုံးပဲဒါပေမဲ့လို့ဒီပစ္စည်းတွေကိုကျွန်တော်တို့မပြည့်စည်သွားခြင်းအပြင်နောက်ဆက်တွဲရွာဖို့ပါ လောက်ထိအကျိုးရှိတယ်အသုံးဝင်တယ်ဆိုတာကိုကျွန်တော်တို့သိရဖို့အတွက်ကိုဒီလိုပုံလေးကိုဆွဲတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာမှကျွန်တော်တို့ကဘေးအနေအရာနဲ့ပတ်သက်တဲ့ကျွန်တော်တို့ ranking တွေကျွန်တော်တို့လုပ်တယ်ပေါ့ဘလို့အနေအရာတွေကရွာကိုအများဆုံးထိခိုက်မှုဖြစ်စေလဲဘုံတိုင်းကြောင့်အသက်သေဆုံးမှုများပြားခြင်းအများဆုံးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါကိုပြဿနာသစ်ပင်ဆွဲတယ်ပေါ့နော်ကျွန်တော်ဒီမှာ ranking ခွဲတဲ့မျိုးပုံပုံလေးတစ်ခုချန်ခဲ့တယ်တူတယ်နော်ဆိုတော့မပါလာဘူးပေါ့နော်အဲ့တော့ အဲ့မှာ ranking ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပြဿနာသစ်ပင်တွေဆွဲတယ်ပြဿနာသစ်ပင်အောက်ကထွက်လာတဲ့အမြင့်တွေအကုန်လုံးကိုကျွန်တော်တို့ကဒီမှာလုပ်ငန်းအစီအစဉ်တွေအဖြစ်ပြောင်းပြန်နိုင်လိုက်တယ်အဲ့တော့ဘေးရအနေနဲ့ပတ်သက်တဲ့ကြိုတင်ပြင်ဆင်ရေးအစီအစဉ်တွေမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တင်တန်းတွေပေးကြမယ်ဘေးရအနေနဲ့ခုံလုံးရလမ်းကြောင်းနဲ့နေရာတွေကိုသူတို့ပြင်ဆင်ထားတာမရှိဘူးဆိုလို့ရှိရင်ဘယ်လိုသွားမှမသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဘေးရနဲ့ခုံလုံးရနေရာနဲ့လမ်းကြောင်းတွေကိုပြင်ဆင်သတ်မှတ်မယ်လို့ကျွန်တော်တို့ကဆွဲလိုက်တယ်ဆိုတော့ဘေးရအနေနဲ့ဖြစ်ပြီးရဲ့နောက်မှာတန်ရှိတောက်သုံးရေခံတွေက အဆင်မပြေတော့ဘူးရေတောက်ဖို့မရှိဘူးကျွန်တော်တောက်သုံးရေခံတွေကိုပုံမှန် regular ကျွန်တော်တို့တန်ရှင်းရေတွေလောက်ကြမယ်ဒီရေရောတွေစိုက်ကြမယ်အန်ရေအသိပညာပေးအစီအစဉ်တွေလောက်ကြမယ်ဒါမျိုးတွေကိုကျွန်တော်တို့ကလုပ်ငန်းအစီအစဉ်တွေဆွဲကြတယ်ဒါကကျွန်တော်တို့ဘေးရနေချွတ်ချရေလုပ်တဲ့အစီအစဉ်တစ်ခုလုံးကိုကျွန်တော်15မိနစ်နဲ့အချင်းချင်းပြီးပြောပြထားတာပါပုံမှန်ဆိုရင်တော့ကျွန်တော်တို့က3ရက်ကနေပြီးတော့9ရက်ကြာတင်တန်းပေးကြတယ်ဒီဟာတွေကိုပေါ့နော် rồi đi bộ mà mấy con mấy thì nó xí vào đó đó ok bà à thì PDF phải bị mà là có thì web viên xuống này show mà nó sẽ PDF phải bị mà nó sẽ không sẽ mọi ok ba ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဟုတ်နောက်တစ်ခုဆက်သွားပါမယ်ဒါကကျွန်တော်တို့ရွာတရွာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ community တစ်ခုကိုကျွန်တော်တို့ဘေးရနေရနေအောင်ထိခိုက်ဆုံးရှုံးနိုင်ချေကိုစမ်းစစ်တာပေါ့နော်စမ်းစစ်တဲ့အခြေအနေရနေပြီးတော့ဘယ်ထိသွားလဲဆိုတော့ကျွန်တော်တို့ကကြိုတင်ပြင်ဆင်ရေးအစီအစဉ်နဲ့သူတို့ရဲ့ emergency response plan ထွက်တဲ့အထိဘလို evacuation လုပ်မယ် committee တွေကနေပြီးတော့ရှာဖွေပြင်ဆင်ရေးဘလို့လုပ်မယ် ဆိုတော့ community မှာအဖွဲ့ထားတဲ့ဒီ committee တွေကိုလည်းကျွန်တော်တို့ကဘာတဲ့တန်တန်းနေပေးရလဲဆိုတော့အဲ early warning search and rescue နဲ့ကျွန်တော် first aid တန်တန်းနေပေးရတယ်ပေးပြီးဆိုလို့ရှိရင်အဲ့ဒါတွေကိုကျွန်တော်တို့ moderate ပြန်လုပ်ပေးရတယ် simulation exercise ပေါ့နော်ဆိုတော့ပြီးသွားလို့ရှိရင်သူတို့ကိုကျွန်တော်တို့ကအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သုံးသက်ချက်တွေပြန်ထုတ်ထုတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကတူးစင်းချင်းစီရွှေ့ပြောင်းရဲ့ plan တွေအထိဆွဲပေးရတာမျိုးတွေရှိတယ်ဘလိုမျိုးလဲဆိုတော့ဥပဒေကမြောက်ပိုင်းမှာရွာမြောက်ပိုင်းမှာနေတယ် ဘလိုမျိုးသူ့မှာအကူအညီလိုအပ်နေတယ်ဥမာအပြင်ခြေတော့မတန်အောင်အဲ့ဒီတော့ကြောင့်မလို့ဘယ်အခြေအနေမှာသူ့ကိုရွှေ့ပေးမလဲဟုတ်အာလီဝန်နဲ့ထွက်တဲ့အခြေအနေမှာလားဒါမှမဟုတ်ဘယ်အခြေအနေမှာလဲမုံတိုင်းအနီရောက်မှာလားအဝါရောက်မှာလားဘယ်ကိုရွှေ့မှာလဲဘသူတွေရရွှေ့မှာလဲဆိုတဲ့အစီအစဉ်လေးအထိဆွဲပေးရတယ်ပြီးွားလို့ရှိရင်ရွာရွှေ့ပြောင်းမဲ့အစီအစဉ်မှာလဲကျွန်တော်မြေပုံထဲမှာမှာဘသူတွေရရွာရဲ့အပိုင်းရွာမြောက်ပိုင်းကတော့ဘုန်းကြီးချောင်းကိုသွားမယ် ရွာတောင်ပိုင်းကတော့စတင်ကြောင်းကိုသွားမယ်။အဲ့ထဲကမှရွာမမနေဘဲနဲ့မြို့တက်မဲ့လူတွေကဘသူတွေလဲ။ဆိုတော့အစီအစဉ်တွေအကုန်လုံးကိုဆွဲထားရတယ်။ပြီးပြီဆိုလို့ရှိရင်အဲ့ဒီမှာရှိနေတဲ့တရွာလုံးရဲ့စည်ရင်ကိုမြောက်ပိုင်းသွားမဲ့လူ၊ခိုးင်းကျောင်းသွားမဲ့လူကခိုးင်းကျောင်းမှာဥဆောင်မဲ့အဖွဲ့ရယူတာ။စတင်ကြောင်းမှာဆိုလို့ရှိရင်စတင်ကြောင်းမှာဥဆောင်မဲ့အဖွဲ့ရယူတာ။ရောက်လာတဲ့လူတွေကိုနေရာချဖို့အထိပါစီစဉ်ရတယ်။အမျိုးသမီးပဲအမျိုးသမီးတည်တံ့ထားမှာလားအမျိုးသားကြီးပဲတည်တံ့ထားမှာလား။ အဲ့မှာမှအိမ်နာတွေကိုဘယ်လိုမျိုးတုံးပြမလဲရေဘယ်လိုတုံးမလဲနောက်ဆက်တွဲကျွန်တော်တို့လုံခြုံရေးအခြေအနေကိုဘယ်လိုစီမံမလဲအဲ့ဒါအပြင်ကိုနောက်ဘလူလားအပ်တဲ့ harassment မျိုးတွေပြီးသွားလို့ရှိရင် abuse case တွေမဖြစ်အောင်ပြစ်စည်းမပြအောင်ဘယ်လိုအထိစီမံခန့်ခွဲမလဲအထိကိုရွာမှာကျွန်တော်တို့အသေးချာကြီးချက်ပေးဖို့လိုတယ်နောက်မို့ဆိုလို့ရှိရင်အဲ့နောက်ဆက်တွဲပြဿနာတွေကအများအားကြုံရတယ် evaluation ကမှာငါတော့တကြီးသားမို့လို့နေရာကောင်းယူမယ်လို့ ဒါမျိုးတွေမဖြစ်အောင်အထီကိုစီမံခန့်ခွဲဖို့လိုတယ်เนาะအဲ့တော့အဲ့ဒါတွေအထီကိုကျွန်တော် plan ဆွဲပေးရတာမျိုးပေါ့နော်ပြီးသွားလို့ရှိရင် eBay ကဘယ်လိုလုပ်မလဲပြီးပြီဆိုတာနဲ့အဲ့ဒါနဲ့မဆုံးသေးဘူးနောက်ဆက်တွဲဘေးအနေနဲ့တုံ့ပြန်ရေးမှာဘယ်အဖွဲ့တွေကဘယ်ကိုရှောက်ခွေခဲ့စေရေးထွက်မလဲဘယ်လိုပုံစံနဲ့ထွက်မလဲဘယ်နှဖွဲ့ခွဲပြီးတော့ထွက်မလဲလူဘလောက်ပြောင်းနေရေလူဘလောက်ကတော့မြို့ပေါ်တက်သွားတယ်ဘသူတွေကတော့ကယ်ဆယ်ရေးကန့်ကိုရောက်မလာဘူး ဒါမျိုးတွေအထီကိုစီမံခံဝဲဖို့အတွက်အထီကို plan တွေဆွဲရတာပေါ့နော်ဟုတ်ကဲ့အဲ့တော့အဲ့လိုမျိုးပြီးပြီဆိုလို့ရှင်တော့ဆွဲပြီးပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကအဲ့ဒီသားရဲ့ဘေးရန်နဲ့ချော့ချရည်ကစိတ်ချရတယ်ဆိုတဲ့အခြေအနေမျိုးတစ်ခုအထီကိုရောက်သွားပြီပေါ့အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့အာကျွန်တော်တို့ ကျိုးတင်မြင်စေးမှာလိုအပ်ချက်တွေရှိနေပြီတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကလည်းကျွန်တော်တို့နောက်ဘေးရနေတခုမလာခင်အထီကိုကျွန်တော်တို့ဆွဲထားတဲ့ plan တွေကဘယ်လောက်ထိအသုံးဝင်နေဆိုတော့ကျွန်တော်တို့မသိရအောင်ကျွန်တော်တို့စာမွေးပြန်စစ်မှာက8ဒီကကိုငလင်နဲ့ပတ်သက်လို့လားဒါမှမဟုတ်မုံတိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဆွဲထားတဲ့အစီအစဉ်တွေဘယ်လောက်ထိတည်ရောက်မှုကောင်းတယ်ကျိုးတင်မြင်စနာမှုကောင်းတယ်ဆိုတာတွေကိုကတော့စာမွေးပြန်စစ်ခံမှုရှိနေပေါ့နော်နောက်တစ်ခုမလာမခင်ချိန်ထိပေါ့